ထိုင်းနိုင်ငံဖန်ကခိုင်တက္ကဝါထွန်းမြို့မှာရှိတဲ့မြန်မာရှေ့ပြောင်းအလို့သမားတွေရဲ့တကြံတွင်းရဟန်းခံရှင်ပြည်ပွဲသတင်းကိုတာနိုဝေကပေးပို့ထားပါတယ်ရှင်။ထိုင်းနိုင်ငံဖန်ကခိုင်တက္ကဝါထွန်းမြို့မှာရှိတဲ့မြန်မာရှေ့ပြောင်းအလို့သမားမိသားစုဝင်တွေရဲ့ရှင်နဲ့ရဟန်း96ပါရဟန်းခံရှင်ပြည်ပွဲကျင်းပနေတာပါ။ထိုင်းနိုင်ငံတကြံအတွင်းအလုပ်ပိတ်ရမှာမြန်မာနိုင်ငံကရောက်ရှိလာတဲ့မြန်မာဖုံးတော်ကြီးကိုအမှုထားပြီး ဟန်ကခရိုင်တွင်ကရာဘာချန်မြန်မာလုပ်သားတွေစုပေါင်းပြီးအခုအလူပွဲကိုဧပြီလ14ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။မနက်ကမှမဟုတ်ပေမဲ့လည်းထိုင်းပြည်နဲ့ဗြိတိန်ကိုဥထိတ်ထားပြီးအခုလိုစူပေါင်းရှင်ပြုရဟန်းခံပွဲကိုစီစီကားကကျင်းပနိုင်တဲ့အတွက်လည်းဝမ်းမြောက်ရကြောင်းရဟန်းခံရမယ်ရဟန်းလောင်းမြန်မာလူသမားတွေကပြောပါတယ်။ ဒါပြင် rubber chain လုပ်သားတွေအတွက်အခုလိုကြံပိတ်ရရှည်ရတဲ့အချိန်မှသာကုသိုလ်ကောင်းမှုပြုလုပ်ခွင့်ရတာကြောင့်9ရက်9ညတရားစခန်းဝင်မယ်လို့လည်းပြောပါရခင်ဗျာကျွန်တော်တာနိုးပြီပါ